နေတွန်းအကယ်ဒမီရသွားတဲ့ပုံမှာမူတီတာမပွားနိုင်တဲ့မျက်မျက်ရဲ့လုံရဲ့တစ်ခုမင်္ဂလာပါရှင်ရွှေမန်လေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်သူကိုကြော်လွန်ပြီးနေတိုးကအကယ်ဒမီရသွားတဲ့ပုံမှာမူတီတာမပွားနိုင်မချေနဲ့နိုင်ချောင်းဟန်အောင်မဆောင်နိုင်ပဲမီဒီယာတွေရှေ့မှာပွင့်လင်းစွာ ပြောလာတာကတယုံဆောင်မင်းသားမျက်မျက်ပါ ဒီလိုမီဒီယာအင်တာဗျူးပေါ်ကမြင့်မြတ်ရဲ့နေတိုးပေါ်ကိုမူဒီတာမပွားနိုင်မကျေနပ်နိုင်တဲ့လေတံကြောင့်လည်းပြိသက်တွေအထူးသဖြင့်နေတိုးရဲ့အမာခံပြိသက်တွေကတော့တော်တော်လေးစိတ်ဆိုးဒေါသထွက်ကြသလိုမြင့်မြတ်ရဲ့စိတ်ဓာတ်ကိုလည်းဝေဖန်ပြစ်တင်ခဲ့ကြပါတယ်အလုံးလေးတည်ကြတဲ့အတိုင်းယခုနှစ်အတွင်းအမျိုးသားဆက်ဆောင်အကယ်ဒမီစုကရောမြင့်မြတ်တဲ့ဆဆိုင်ခန်းလိုက်ကိုကျော်လွန်ပြီးနေတိုးကနှောင်ရုပ်ရှင်စကားကြီးနဲ့ရရှိသွားတာဖြစ်ပါတယ် နေတိုးကအကောင်းဆုံးမျိုးသားဆက်ဆောင်ကယ်ဒမီစုကုံရရှိသွားတာနဲ့တူစိတ်ကကျူးစကားမှာအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တဲ့ဆက်ဆိုင်ခန်းလိုက်နဲ့နူထမင်းဘိုးတော်ကင်းစကားမှာအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တဲ့မြင့်မြတ်တွန်းကတော့စကားတင်ဆင်းနဲ့ပဲချိန်နှက်ခင်ရတာပါအထူးသဖြင့်မြင့်မြတ်ဟာဘိုးတော်ကင်းရုပ်ရှင်စကားထဲမှာဆုံးမိမာရီများကြီးနဲ့ဇလန်းဖြစ်ကပွေရှုံမိတဲ့ကိုဦးတစ်ဖြစ်လဲလူလိန်ဘိုးတော်ဆက်ရုပ်ကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့တာကိုတွေ့ရမှာပါ နူတမင်းစံကားထဲမှာဆိုရင်လေတရုတ်ဆောင်မြင့်မြတ်ဟာတရွာလုံးရဲ့နှိမ်ခံဘွားကနေရက်ဆက်ဆိုးသွမ်းဂျပန်လူတော်ကြီးဖြစ်လာပုံသားဆိုးသားမိုက်တယောက်ရင်ဇက်ရုပ်ကာရိုက်တာကိုအကောင်ဆုံးပုံဖော်နိုင်ခဲ့တာကိုထွင်ရပါတယ်မြင့်မြတ်ဟာဒီလိုတရုတ်ဆောင်ကောင်းမိမဲ့လေအကယ်ဒမီစကားတင်စင်းလေးကွက်ကနေပဲခြံခဲ့ရတာပါ ။ဒါကြောင့်လည်းမြင့်မြတ်ကသူဟာအမြဲတမ်းအကယ်ဒမီရဖို့အတွက်စကားတင်စီရင်ကိုဝင်ခဲ့ပြီး အကွက်၄ကွက်တဲကိုတောင်ဝင်ဝင်သွားတယ်။နှစ်တိုင်းအကယ်ဒမီစုနဲ့လွဲချော်နေကြောင်းစိတ်ပြတ်တဲ့လီတန်နဲ့ပြောလာခဲ့တာဖြစ်ပါတယ်။မြမြက်ကသူ့အနေနဲ့အခုလိုမျိုးအကယ်ဒမီရဖို့ထိုက်တန်တဲ့နှစ်တွေများကြီးရှိပါရဲ့နဲ့သူနဲ့လွဲချော်ခဲ့ရတဲ့အပေါ်မှာဒီခံစားချက်ကိုရိုးဤနေပြီးခံရပါများလာလို့ရေးထူလာပြီးဆိုပြီးတော့လဲပြောလာခဲ့ပါတယ် မီဒီယာအင်တာဗျူးတွေကမြင့်မြတ်ရဲ့လေတန်ရဆိုရင်သူဟာအကယ်ဒမီရဖို့ထိုက်တန်မှရက်နဲ့မရခဲ့ပဲတခြားသောမင်းသားတွေရသွားတဲ့အပေါ်မှာမုထိတာမပွားနိုင်ကြောင်းထင်ရှားလို့နေခဲ့တာပါ တချို့သောပြိသက်တွေကတော့မြင့်မြတ်အနေနဲ့ဟန်ဆောင်ပန်ဆောင်လေးတောင်နေတိုးအကယ်ဒမီရတဲ့အတွက် သူလဲဝမ်းသာမိကြောင်းမပြောနိုင်ပေသူကအကယ်ဒမီရဖို့ထိုက်တန်ရက်နဲ့မရခဲ့တဲ့နှစ်တွေများတယ်ဆိုပြီးပြောလာခဲ့တဲ့အပေါ်မြင့်မြတ်ရဲ့စိတ်ဓာတ်ကိုဝေဖန်မှုတွေရှိနေခဲ့တာပါ နီတိုးရဲ့အမာခံပြိသက်တွေကတော့မြက်မြက်ကအကယ်ဒမီစုလေးနှစ်နှစ်သုံးနှစ်လွဲတာကိုကြီးကြီးကျယ်ကျယ်ပြောနေကြောင်းနီတိုးဆို ရှင်းနှစ်လောက်ကလေးကအကယ်ဒမီစုရတဲ့မှာရတဲ့အကယ်ဒမီလွဲနေပြီးယခုနှစ်မှာမှအကယ်ဒမီကိုအမှန်တကယ်ရရှိခဲ့တာဖြစ်ကြောင်းပြောနေခဲ့ကြတာပါ အမှန်တကယ်မှာလဲနေတူးဟာအရင်နှစ်တွေမှာဆိုရင်အကယ်ဒမီဆုနဲ့ထိုက်တန်တဲ့ရုပ်ရှင်ဇာတ်ကားတွေအများကြီးထွက်ရှိခဲ့ပြီးမယ်။9နှစ်10နှစ်နီးပါးထိအကယ်ဒမီဆုတွေနဲ့အချိန်ချင်းလွဲချော်နေခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်နေတူးဟာ မုံဆွေအထက်တန်းစားစတဲ့အောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာအကယ်ဒမီဆုနဲ့ထိုက်တန်တဲ့တယုံဆောင်ရည်ချင်းတွေကိုပြသနိုင်ခဲ့ပြီးမယ်လဲ။ဘလို့အကြောင်းရင်းကြောင့်မှမသိပဲအကယ်ဒမီဆုနဲ့အချိန်ချင်းလွဲချော်နေခဲ့တာဖြစ်ပါတယ်။ နေတိုးကိုရိုင်းကလည်းအချိန်ချင်းလွဲချော်နေတဲ့အကယ်ဒမီစုကိုမမျှော်လင့်ရတော့ပါဘူးဆိုပြီးမီဒီယာတွေမှာအားငယ်ဖြေချားခဲ့တဲ့အထိဖြစ်ခင်ရပါတယ်။ဒါကြောင့်လည်းမြင့်မြတ်စိတ်ပြန့်နေပုံကနေတိုးကိုအားနာဖို့ကောင်းတယ်လို့ပြောကြတာဖြစ်ပါတယ်။မြင့်မြတ်ကတော့သူ့အနေနဲ့အကယ်ဒမီဒီနှစ်လွဲလဲနောက်နှစ်ကြိုးစားမှာဖြစ်ကြောင်းအကယ်ဒမီလွဲလို့စိတ်မကောင်းဖြစ်ပေးနေတဲ့ပြိတ္တတွေကိုလည်းမြင့်မြတ်ကဘာမှစိတ်မကောင်းမဖြစ်နဲ့ခံစားမနေနဲ့ ဒီနှစ်မရရင်နောက်နှစ်ပေါ့နောက်နှစ်ရအောင်စ조사ရမှာပေါ့လို့မြင့်မြတ်ကပဲပြန်ပြီးနှစ်သိမ့်ပေးခဲ့ပါသေးတယ်ယခုကြည့်ရှုနေတဲ့ပြည်သက်တွေကရောနေတိုးအကယ်ဒမီရတာကိုမုဒိတာမပွားနိုင်တဲ့မြင့်မြတ်ပေါ်မှာဘလို့မြင်ချတယ်လဲဆိုတာပြောသွားပေးကြပါအောင်ရှင်။